။ဘာပြောမှမရောမသိသေးပါဘူးကျွန်မ။အမြအကုန်လုံးတိုင်းပြည်ပြန်လည်အေးချမ်းပါစီလို့ပဲဆူတောင်းပေးချင်ပါလေ။ရောမြန်မာနိုင်ငံလူရတကယ်ကပ်ဘေးတွေတော်တော်စိုက်နေရလေ။ဟိုကိုဗစ်ကစပြီးတော့အခက်အခဲတွေအများကြီးနဲ့ကြုံတွေ့နေရတာ။အခုဒီငလင်ဘေးကတော့အိုးအိမ်တွေတော်တော်ဆုံးရှုံးသွားတာပေါ့။တကယ်တော့ရောက်နေတဲ့သူတွေကိုတနိုင်ဆုံးကိုကြီးကိုမောင်တို့မှမိသားစုလိုသဘောထားပြီးဝိုင်းဝန်းဆောင်ရှောက်ပေးနေတယ်လို့အခုအနေနဲ့မြင်ပါတယ်ဒီမှာတနိုင်ငံလုံးတရတရာပါဝင်ပြီး ူညီပေးနေတာတွေ့ရတော့ရင်းထဲမှာလည်းအားရှိပါတယ်။တစ်ဖက်ကတော့စင်ကောင်းအရင်ဖြစ်မိတာပေါ့ညီမလေး။ပါဝင်ဖြစ်တာကတော့ဒီမှာကိုရဲထုတ်ကလည်းဆက်လာလေ။အဲဒါဒီဘိုးတိုင်းလေဘေးစင်ဟောင်းနေတဲ့အခုတို့လေဘေးစင်ဟောင်းနေအဲဒါဒီလုရှင်အဖွဲ့ဒီနဲ့ဒါရံမုံွယ်လီပွဲလေးကစားမယ်ပြောလာတော့လေကျောင်းနေနဲ့တက်တိုင်းရဲ့ဘက်ကနေဒါရောက်ကူညီပေးခြင်းဖြစ်ပါလေ။ဟိုတနေ့ကလည်းနေပြီးတော့မနေ့ကမန္တလေးဟိုဟာကျော်ပွဲ တကယ်တွက်လို့တော့မင်းမင်ကိုတွေးတကယ်တွေးခဲ့ရတော့စိတ်ထဲမှာတကယ်စိတ်မကောင်းဖြစ်မိပါတယ်။နောက်လည်းဒီလိုကတ်ဆုံးမျိုးတွေထပ်မဖြစ်စေချင်တော့ပါဘူး။ဟုတ်ကဲ့ပါ။ဟိုရင်းနေပြန်ဆင်းခဲ့တာ။နေပြန်ဆင်းခဲ့တာပါလား။နေရာတိရှိပြရတာ။မနေရပြည့်ရှိနေတော့အများကြီးပဲဓာတ်ပေါ်တွေမပေါ်နိုင်သေးတာအများကြီးရှိသေးတယ်။နေရာဆိုလို့ရှိရင်လည်းမိုးရေရမ်းရွာလေးအဲ့ချိန်မှာရှိတာပေါ့အဲ့ချိန်မန္တလေးမှာအဲ့ချိန်မှာဟိုအပြင်မှာဘယ်လိုခေါ်မလဲအခက်အခဲရှိလို့အပြင်မှာနေရပါလေဆိုတော့ မိုးကရောက်တော့အကုန်လုံးလေးပါပါတာပေါ့ဒီမှာလေအရန်ဆိုးပါတယ်။ဘာပြောမှန်းတော့မသိပါဘူး။ဒီထဲမှာစိတ်ကောင်းနေရုံကတော့လွဲပြီးတော့ဒါပေမဲ့တက်ဆိုင်ရကဒီလူကြီးတွေလည်းဒီပြဿနာတွေအတက်နိုင်ဆုံးဖြေရှင်းမိနေတာတွေ့ရပါတယ်။ကေဇေးအဖွဲ့တွေရောပြလနေရခြားသားကြီးအဖွဲ့တွေရောတက်နိုင်ငံလုံးတရတာပါဝင်ပြီးကုညီပေးနေတာတွေ့ရတော့ဒီထဲမှာလည်းအားရှိပါတယ်။တစ်ဖက်ကတော့စိတ်ကောင်းအရန်ဖြစ်မိကြပါဘူးဒီမှာလေ။အခုတတိယဟိုဘာပြောမှန်းတော့မသိသေးပါဘူးဒီမှာလေ။အမြအကုန်လုံးတိုင်းပြည်ပြန်လည်အေးချမ်းပါစီလို့ပဲ။ ဆူတောင်းပေးချင်ပါတယ်ကျောင်းမြန်မာနိုင်ငံလူရတကယ်ကပ်ဘေးတွေတော်တော်စိုက်နေရလေဟိုကိုဗစ်ကစပြီးတော့အခက်အခဲတွေအများကြီးနဲ့ကြုံတွေ့နေရတာအခုဒီငလင်ဘေးကတော့အိုးအိမ်တွေတော်တော်ဆုံးရှုံးသွားတာပေါ့နေပြီးတော့ဆိုလည်းတော်တော်ဆိုးတယ်နေပြီးတော့ဆိုလည်းဝင်နေအင်အားတွေဆိုတော်တော်လေးကိုနေစရာနေရာမရှိဖြစ်သွားတာဒီနေ့မှာတခါသူတို့အိမ်မရှိလို့လမ်းဘေးဆင်းနေတယ်လမ်းဘေးဆင်းနေမှာတခါလူရလူရတဲ့သူတွေကလည်းရှိသေးရဲ့လေ ဲ့ဒီယန်ကြီးကနေဟိုလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်အင်းဒီတွေကနေတော့ပစ္စည်းတွေကိုယူတာဟုတ်တယ်ညီမလမ်းမေးမှာလမ်းမေးမှာအိမ်ထဲသူဓမီနဲ့ထိုးတယ်အုပ်စုလိုက်ယူတယ်လို့သတင်းကြားတာပေါ့ညီမတကယ်တော့ရောက်နေတဲ့သူတွေကိုတနိုင်ဆုံးကိုကြီးကိုမောင်တို့မှမိသားစုကိုသဘောထားပြီးဘိုင်းမိုးဆောက်ရှောက်ပေးသင့်တယ်လို့အခုအနေနဲ့မြင်ပါတယ်ညီမအခုသာစားရတာကိုစိတ်ချလောက်တာလုတ်စေခြင်းဘူးခက်ခဲရှိတာတော့နားလည်ပါတယ်ဒါပေမဲ့မလုတ်တဲ့မလုတ်တဲ့ကြဟာဘူးတော့ တကယ်မလုပ်စေချင်ပါဘူးဒီနေ့ကနေအခုညီတောင်းပါလေဟိုမလုပ်ကြပါနဲ့လို့ဘိုင်းဝန်ပြည်ပြီးတော့ပြေးကြပါလို့အခုနေပြောချင်ပါတယ်တစ်ချက်မတိုင်ခင်နေ့ဟောင်းမှာဒီရိုက်ကျွေးချန်ခဲ့ပြီးတော့လာမယ့်နှစ်သစ်မင်္ဂလာမှာမြန်မာပြည်အမြန်ဆုံးအေဂျင့်တာရပါစေလို့အခုနေနဲ့ဆုတောင်းမိပါတယ်ဟုတ်ကဲ့ပါ